ကမ္ဘာပေါ်မှာကျွန်းစုအများဆုံးရှိတဲ့ထိတ်တန်းနိုင်ငံ၅နိုင်ငံပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စတဲ့တို့ crazy အန်ကနေတင်ဆက်ပေးတော့မှာကတော့ ကဘာပေါ်မှာကျွန်းအများဆုံးတည်ရှိနေတဲ့လှပတဲ့ကျွန်းတွေနဲ့ပြည့်နေတဲ့ထိတ်တဲနိုင်ငံ၅နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၅ဖိလစ်ပိုင်နိုင်ငံနံပါတ်၅နေရာမှာတော့ကျွန်းပေါင်း1692ကျွန်းနဲ့အတူကမ္ဘာမြေပုံရဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံကမိတောက်တွေနဲ့တောင်ထူထက်တဲ့ကျွန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတာကြောင့်တဘာဝအလားတရားတွေနဲ့အင်မတန်ကျွေးဝါးတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ပြီးတော့ကမ္ဘာပေါ်မှာ အရှိအကြဆုံးမြေအောင်မြစ်တစ်ခုဖြစ်တဲ့ Proto Prinsial Subterranean River National Park လိုမျိုးကမ္ဘာအမွေနဲ့နေရာတွေလည်းရှိပါသေးတယ်။ဆလပိုင်လူမျိုးတွေရဲ့နှွေထွေးမှုနဲ့ရိုးရာပွဲတော်တွေကလည်းကမ္ဘာလက်ခီးတဲ့တွေကိုဆွေးဆောင်ထားနိုင်ကြပါတယ်။ Neverly Green Island နဗလီနီယာမှာတော့အကျွန်းပေါင်း2355ကျွန်းနဲ့အတူမြောက်အတလန်တိတ် သမုဒ္ဒရာမှာတည်ရှိတဲ့ဂရင်းနိုင်ငံဖြစ်ပါတယ် ဂရိနိုင်ငံကရှေးဟောင်းယဉ်ကျေးမှုရဲ့အစာပြူရာနေရာတစ်ခုဖြစ်တယ်လို့လာပါရဲ့ကျုံးနေသမိုင်းဝင်နေရာနဲ့အစာဦးရီနဲ့နာမည်ကျော်ကြားလာပါတယ်။အေသင်မျိုးက Acropolis ကနေ Santorini ကျုံးရဲ့လာပါရဲ့နေဝင်ချိန်အထိဂရိနိုင်ငံကသမိုင်းနဲ့တဘာဝအလောက်ကိုပေါင်းဆက်ထားတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဂရိလူမျိုးတွေရဲ့အဝတ်ခြေပုံမှုနဲ့အရသာရှိတဲ့နေရာပြည်လဲအစာအစာတွေကလည်းကမ္ဘာလေးခီးသွားတွေကိုမမေ့နိုင်စရာအတွေ့ ီတုံတွေကိုပေးစွမ်းနိုင်ပါတယ်။နံပါတ်3အက်စတိုနီးယားနိုင်ငံတတိယနေရာမှာတော့ဂျုံပေါင်း9642ဂျုံနဲ့အတူအရှိတ်ဥရောပမှာတည်ရှိတဲ့အက်စတိုနီးယားနိုင်ငံပဲဖြစ်ပါတယ်။အက်စတိုနီးယားနိုင်ငံကတစ်တော်ရီရေကန်နေနဲ့ ကျွန်းငယ်လေးတွေအများပြားနဲ့ဖွဲ့စည်းထားတဲ့လှပတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။သူရဲ့မျိုးတော် Darling ကကောင်းမွန်စွာထိန်းသိမ်းထားတဲ့အလယ်ခေတ်မျိုးဟောင်းတစ်ခုဖြစ်ပြီးတော့ UNESCO ရဲ့ကမ္ဘာအမွေနဲ့စည်းဝင်လည်းဖြစ်ပါတယ်။ Estonia ကနေပညာဖွံ့ဖြိုးတိုးတက်မှုမှာလည်းရှေ့တန်းကနေဦးဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ e-governance နဲ့ digital ဝန်ဆောင်မှုတွေမှာနာမည်ကျော်ကြားလာတာလည်းဖြစ်ပါတယ်။ နံပါတ်1ကနေဒါနိုင်ငံဒုတိယနေရာမှာကတော့ဂျုံပေါင်း14000ကျော်တရှိတဲ့ကနေဒါနိုင်ငံပဲဖြစ်ပါတယ်ကနေဒါနိုင်ငံကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ပြီးတော့သဘာဝရင်းမြစ်တွေအင်မတန်ကျွေးဝတဲ့နိုင်ငံတစ်ခုပါသူရဲ့ကျေပြောလာတဲ့ပြည်ဝင်ဝင်နေသားမှာတောင်တန်းတွေတက်တော်တွေရေကန်တွေနဲ့အစုံမရှိတဲ့ဂိုင်းရန်ဒေတာတွေပါဝင်ပါတယ်ဗီရီရှောက်ကိုလန်ဘီယာပြည်နယ်ရဲ့ဂိုင်းရန်တစ်လျှောက်မှာလှပတဲ့ဂျုံပေါင်းများစွာတရှိနေပြီးတော့ တဘာဝကိုချင်းမြတ်နိုးတဲ့သူတွေအတွက်တော့အင်မတန်ဆွေးဆောင်မှုရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1အင်ဒိုနီးရှားနိုင်ငံ ။နံပါတ်၁နေရာမှာကတော့အဲသင့်စရာကောင်းလောက်အောင်ဂျွန်ပေါင်း18000ကျော်နဲ့အတူအရှိတောင်အရှာမှာတည်ရှိနေတဲ့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါရင်အင်ဒိုနီးရှားနိုင်ငံကကမ္ဘာပေါ်မှာအကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီးတော့မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေဘာသာစကားတွေနဲ့တဘာဝအလှတွေနဲ့ပြည့်နေတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါရင်ဘာလီကျွန်းရဲ့လှပတဲ့ကန်ဂျီတွေကနေဂျာဗာကျွန်းကရှေးဟောင်းဗုဒ္ဓဘာသာဖျားကျောင်းဖြစ်တဲ့ဘောရိုဘိုဒေါ်အထိဆူမထရာကျွန်းရဲ့ဇိမ်းလန်ဆို ပြည်တဲ့မိုတတော်ရီအထိအင်ဒိုနီးရှားမှာလေပတ်စရာနေရာပေါင်းများစွာရှိပါတယ်။ရေငုပ်ခြင်းနဲ့ရေကူးခြင်းဝါသနာရှင်တွေအထက်လဲအင်ဒိုနီးရှားကအကောင်းဆုံးနေရာတစ်ခုဆိုတာပြောစရာမလိုပါဘူး။ဒါရီကတော့ကမ္ဘာပေါ်မှာကျွန်းစုအများဆုံးရှိတဲ့ထိပ်တန်းနိုင်ငံ၅နိုင်ငံပဲဖြစ်ပါတယ်။တနိုင်ငံစီမှာကိုပိုင်ထူးခြားတဲ့တဘာဝအလားတွေရင်ချင်းမှုတွေနဲ့တမိုင်းအကြောင်းအရာတွေရှိတာကိုတွေ့ရမှာပါ။ဗီဒီယိုကနေတက်စင်ကမ္ဘာကြီးရဲ့အောင်းဝယ်ကောင်းတဲ့ကျွန်းစုနိုင်ငံတွေအကြောင်းဘ ഹു ဒုတရရရှိလိမ့်မယ်လို့မျှ ြန်လဲပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လဲပြီးတော့ကြုံလေ့ကျင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။